င်ညောအိစာတရမိဒီစီဂိုင်းတော်ဂိုင်းမြကြီးပညာအားခံယူထားကြသောယဉ်ညာညီကိုမောင်နှမများနေတကွမိတ်ဆွေများအလုံးပဲမင်္ဂလာပါခမညာကျွန်တော်ဒီနေ့ဝေးမြပေးသွားမယ့်အကြောင်းအရာလေးကတော့ဆရာနတ်စီရေးသားပြုစုထားသောရွှေညောအိစာတရမိဒီစီဂိုင်းတော်ဂိုင်းမြကြီးနှင့်သက်ဆိုင်သည့်ဘဟုတုတ္တစာစုများမှနံပါတ်43လေကန်းကြီးအဆောင်ဆိုတဲ့အကြောင်းအရာလေးကိုဝေးမြပေးသွားမှာပဲဖြစ်ပါတယ်ခမညာ လေကန်းကြီးအဆောင်ဒီမဲ့ကိုလူတို့မမြင်ဘူးလို့ကြည်ကျင်သဘဆိုလေကြည်ကြပါ စိတ်ဝင်စားလို့ကြည်တာဆိုလေငြိမ်ငြိမ်ကြည်ကြပါမယုံလို့လာဆက်ဆူတာဆိုရင်တော့အခုတည်းကထပြန်တာအကောင်းဆုံးပါပဲဘယောကဆရာသည် အထက်ပါအတိုင်းခတ်ထန်ထန်ပြောလိုက်ပြီးနောက်ပရိသတ်အားတစ်ချက်မြောင်အကဲခတ်လိုက်လေအခုပွဲကဘယောကကုတာတဲ့ပွဲဇက်ပွဲမဟုတ်ဘူးမျက်လှဲ့ပွဲမဟုတ်ဘူးလက်ဝှေ့ပွဲလည်းမဟုတ်ဘူးကြက်တိုက်ပွဲလည်းမဟုတ်ဘူး ပြီးတော့အေးကနေထိုင်ကြည့်တဲ့သူတွေငြိမ်ငြိမ်သက်သက်တိတ်တိတ်ဆိတ်ဆိတ်ကြည့်ပါဟိုလိုလှုပ်လိုက်ပါလားဒီလိုနှိပ်ဆက်လိုက်ပါလားလာမလုပ်ပါနဲ့ဒါပယောဂကုနေတာလက်ဝေထိုးနေတာမဟုတ်ဘူးဟိုဟာမေးကြည့်ပါလားဒီဟာလေးတိကျင်လိုက်တာလို့လေလာမမေးခိုင်းနဲ့ကျုပ်ကပယောဂဆရာ စက္ကပြံမဟုတ်ဘူးလေချွတ်နဲ့မဟုတ်ဘူးပယောဂဆရာသည်ပြောပြောဆိုဆိုဖြင့်ပရိသတ်အားနောက်တစ်ကြိမ်အကဲခတ်လိုက်ပြန်၏ဟောဟိုတောင်းကလူကြီးမင်း ်ဆေးလေတောက်မှာဆိုရင်အပြစ်မှာထွက်တော့ပါကျုပ်လည်းဆေးလေကြိုက်တယ်ဒါပေမဲ့ကုသနေတော့ဆေးလေလာမတော့ဖို့တောင်းဆိုရပြာဒီကကလေးတို့ကြောက်တန်ရင် မကြည့်ပါနဲ့အစွဲကဝင်လာပြီးဟူဟာလှုပ်လာတယ်အဲ့ဒီအချိန်ကျမှအဖေလှုပ်ပါအောင်အမေရေလှုပ်ပါအောင်ထမလှုပ်ကြနဲ့အာယုံနောက်တယ်အကောင်းဆုံးကကလေးတွေကိုဒီနားမှာ မနေခိုင်းနေပြာဟုပြောလျက်မောင်းထုတ်လိုက်လေဤသို့တော့ပရိသတ်အားထမှန်အကဲခတ်လိုက်ပြန်ဤ အပေါ်ပါသွားကျင်တာတို့ရေထတောက်တာတို့မလုတ်ပါနဲ့ဗျာရေစာတတ်ရင်ရေခတ်ပြီးအနားမှာကြိုချတာအပေါ်ပါသွားတယ်ရင်လဲအခုကလေးကကြိုသွားတာခုနေတော့ဝင်လိုက်ထွက်လိုက်ထားလိုက်ထိုင်လိုက်မလုတ်ပါနဲ့ကျုပ်မကြိုက်ဘူးနောက်တစ်ခုကပယောကဆိုတာမာယာများတယ်ဝင်ပူးနေတဲ့ဆွဲကဘာပြောပြော ခမရတို့အလုံးမဟုတ်ဘူးကျုပ်ကိုယုံလို့အထားပြီးရင်အဆအဆအရာရာကျုပ်ကိစ္စပဲဝင်မပါပါနဲ့ဝင်မရှုပ်ပါနဲ့ ယောခဆရာဤစကားဆုံးတွင် အချို့သည်ထထွက်သွား၏အချို့သည်မတိမတာမျက်နှာမဲ့ကြ၏ပယောခဆရာသည်ထိုအရာများအားမတိကြိုးကြုံပြုကာ၎င်းပြောလိုသည့်အချက်များအားဆက်ပြောနေလေ၏ခမည်းတော်ကထင်မှာပေါ့အတော်ကြီးကျယ်တဲ့ဆရာပဲပေါ့အချားဆရာတွေကုတော်မြင်ဘူးတာပဲဒီလိုမပြောပါဘူးပေါ့အချားဆရာက အချားဆရာပဲကျုပ်ကကျုပ်ပဲကျုပ်နဲ့ကူရင်ကျုပ်စည်းကမ်းကိုလိုက်နာပါသဘောမတူဘူးဆိုရင်လေကျုပ်အနေနဲ့ ်မကုယုံပါပဲဘယ်လိုလဲဟုမေးလျာလူနာရှင်မိသားစုမှသဘောတူကြောင်းဝန်ခံလေ၏ထို့သောသဘောမတွေ့သည့်နှင့်မျက်နှာပြက်နေကြလေ၏နောက်တစ်ခုက ကျူစားတာဘယ်သူလဲဘယ်ဝါလဲမိမဘက်ကအမျိုးကလှုပ်တာလားယောက်ျားဘက်ကအမျိုးကလှုပ်တာလားလာမမေးပါနဲ့ကျုပ်ရံပွဲစားမဟုတ်ဘူးကိုအကြမြင်ဆရာကဘယ်လိုပြောတာလို့ဘယ်နကတော်ကဘယ်လိုပြောလိုက်တယ်လို့ကျုပ်ကလာမပြောနဲ့တက်လို့ကူတာနော်ငတ်လို့ကူတာမဟုတ်ဘူး ြူစားသူကအောက်လန်လားစုံလားကဝေလားနတ်လားတရေလားဆိုတာတော့သိရရင်ကြည်နတ်ပေါ့ဗျာနာမည်နေရလိမ့်စားအတိအကျမသိကြမှာနဲ့သိကျင်ရင်သိအောင်လုပ်လို့ရတယ်ဆရာကျင့်ဝေအရာမလုတ်ကောင်းတာမို့ကျုပ်မလုတ်ဘူးဟုပြောပြန်၏တို့တို့ပြောပြီးနောက်ပရိသတ်အားအကဲခတ်ပြန်လေ၏တို့အချိန်တွင်အဖို့အဖြစ်လိုက်ပါလာသောပယောဂဆရာဤမိတ်ဆွေဖြစ်သူကမာရီလဲကုလူရဲ့စီကန်းချက်တွေကမြားလာကြလားကျုပ်တို့လဲကုနေတာ ပွဲပေါင်း4-500ရှိနေပါပြီဗျာ။ဒါတွေမလိုပါဘူးဟုခတ်တူတူပြောလေ။ဘေးလူများမချောင်းရစေရန်အနာကပ်၍လေးတန်းလေးဖြင့်ပျော်ခြင်းဖြစ်၏။မလိုဘူးထင်ရင်လည်းမလုံနဲ့ပေါ့မိတ်ဆွေရဲ့။ကျုပ်ကတော့ကျုပ်စရာအစင်ဆက်မှားချခဲ့တဲ့အတိုင်းလိုက်နာတာပဲဗျ။ခစ်တွေပဲလို့ပြောပြောင်းအခြေခံကြတဲ့ဆောင်းရန်ရှောင်းရန်လေးတွေတော့လိုက်မပြောင်းလိုက်ပါနဲ့မိတ်ဆွေရဲ့။ရှိတုံးဆိုတာမပေကောင်းဘူးဗျအဖော်ဤကတရေဆွဲလောက်ရွာသူဆွဲလောက်ကုရတာဆိုရင် ပြဿနာမရှိဘူးဗျလူတင်ကိုတင်နင်းလားငါလားဆိုတဲ့ဒိတ်တွေရဲ့အစွဲကြီးတွေကုရတဲ့အခါကျုပ်အခုပြောနေတဲ့စီကန်းချက်တွေကဘယ်လောက်အကျိုးပြုတယ်ဆိုတာမိတ်ဆွေသိရပါလိမ့်မယ်မမြင်ရတဲ့ရန်သူဟာဒုတ်ကင်ထားလားဓာတ်ကင်ထားလားတနတ်ကင်ထားလားကိုမသိဘူးဗျတယောက်ထဲလားအုံနဲ့ကျင်းနေလားမမြင်နိုင်ဘူးဗျအချိန်တန်နိုင်လေတည်းအချိန်တန်ပြောက်လေတည်းဆိုပြီးပော့ပော့တန်တန်မလှုပ်ဆန်းမှန်းနဲ့မိတ်ဆွေရဲ့လိုက်နာရမယ့်အခြေခံချက်တွေကို လေးစားစမ်းမဟု လေတံခတ်တူးတို့ဖြစ်မင်းပြန်ပြောလိုက်လေ၏ဤတို့ဖြင့်ပယောကအားစတင်ကုတာလေ၏အစွဲသည် မဝင်ချင်းဝင်ချင်းပုံစံဖြင့်ဝင်လာ၏စဝင်ကလေးကပေကက်ကလုတ်ကာအာခံ၏ပယောကဆရာသည် မနှိမ့်ဆက်လို့သဖြင့်မြစ်တာဖြင့်ပြောဆိုဖြောင်းပြ၏ထိုအခါပယောကဆရာသည်ဤအစွဲကမြစ်တာဖြင့်ကုတာ၍မရကြောင်းရှိမိလေ၏ထို့ကြောင့်ဆိုင်ရာပိုင်ရာများအားအမိန်ပေးကာစတင်နှိမ့်ဆက်ရလေတော်သည် ဝင်နေသောအောက်လန်းသည်ထဲ့ဤရိုင်းဤမိုက်ယူရဲ့ဤနှိတ်ဆက်သည်များအားတောင့်ခံကာအာခံနေလေ၏ထိုအချိန်တွင်အဖော်ဖြစ်လိုက်ပါလာသော မိတ်ဆွေဖြစ်သူက ကိုလူကုနေပုံကပြော့ညံ့ညံ့နဲ့အားမရလိုက်တာဗျာဒီလိုအောက်လန်းကိုဒီလိုရိုက်ပြီးကုရတယ်ဗျာဟုဆိုလျက်ဝင်ဘူးနေရသူဤမျက်နှာအားနှစ်ချက်ဆင်၍ဖြောင်းကနေဖြောင်းကနေရိုက်ချလိုက်လေသည်၎င်းနေဖြင့်ဝင်ဘူးနေသောအောက်လန်းကိုရိုက်လိုက်ခြင်းဖြစ်၏ထို့သောလူနာရှင်နှင့် ဘေးပရိသတ်၏အမြင့်၌လူနာအားရိုက်နေတဲ့ကဲ့သို့အထင်မှားကြလေ၏မိတ်ဆွေဆရာသည်လန်ကျသွားသော အောက်လန်း၏စပင်အားလက်တစ်ဖက်ဖြင့်ဆွဲဥကာကျန်လက်တစ်ဖက်ဖြင့်ဆင့်ကာဆင့်ကာရိုက်နေပြန်၏အောက်လန်းအားရိုက်ချင်းဟုဆိုသည့်တိုင်ရိုက်နေသောမျက်နှာသည်လူနာ၏မျက်နှာမှတဆင့်ရိုက်နေခြင်းဖြစ်နေသဖြင့်ပက်ဆိုင်သောမိသားစုသည်လှုပ်လှုပ်ရွရွဖြစ်လာ၏လူနာခံရခြင်းမဟုတ်ဘဲဝင်ပူးနေသောအဆွဲသာခံရခြင်းဖြစ်သည်ကိုနားမလည်သောမိသားစု၏ သွေးချင်းဖြစ်သူတို့သည်စိုးရိမ်စိတ်ဖြစ်လာ၏ဂယုနာစိတ်ဖြစ်လာ၏တဖန်မခံခြင်းစိတ်ဖြင့်ဒေါသထွက်လာကြလေ၏တို့ချင်းတွင် လူနာသည်မိတ်ဆွေဖြစ်သူဆရာ၏လက်မှယုံထွက်လိုက်ပြီးလျှင် မျက်လုံးကြောင်သားဖြင့်ပိုကြည့်တီးကြည့်လှုပ်လိုက်၏အမလီရက်ဆက်လိုက်တာဆရာရဲ့တာကြီးတာကြီးရဲ့အမေကိုကယ်ပါအောင်အမေကိုဒီလောက်နှိမ့်ဆက်နေတာကြည်နေတော့မှလားတာကြီးရဲ့အမေသေးပါပြီတာရဲ့အမေနာလာပါပြီဟု လူနာ၏တာဖြစ်သူအား ြည်လျက်အိုဟစ်ကတဟီဟီငိုချလိုက်လေ၏။ဒယောကဆရာသည်၎င်းမိတ်ဆွေလောက်ရကိုကြည်လျက်ပြဒနာဆလေပြီးဖြစ်ကြောင်းရိပ်မိလေ၏။မိခင်အိုဟစ်အကူကြီးတောင်းတဆုံးတွင်မလမကမှထိုင်ကြည့်နေသောသားဖြစ်သူသည်ထိုင်ရမှဝငနယ်ထားလိုက်ပြီးနောက်ခွေးမျိုးတွေငါမေကိုနှိပ်စက်နေတာရကြစံတေဖို့သာပြင်ထားကြဦးဆိုကနန်ရန်၌ချိတ်ထားသောငှက်ကြီးတောင်ဓာအားပြေးဆွဲလေ၏။ဒယောကကုသဝဲကို လာကြည့်နေသောပရိသတ်များသည်အော်သူကအော် ဆွဲသူကဆွဲထပြေးသူကပြေးဖြင့်ရုတ်ရုတ်သေးသေးဖြစ်သွားတော့၏အတွေ့အကြုံများလာသောပယောဂဆရာသည်ထိုင်းနေလျက်ပင်ခေမင်းရက်လိုက်စမ်းဟုဟန့်လိုက်ရာဒိန်မဒါဆွဲထုတ်ရန်ဟန်ပြင်းနေသောလူနာ၏သားသည်ရုတ်တရက်တန့်သွားလေ၏ဖယားငါးစုအမိန့်အထက်ဆရာတော်ကြီးများအနာငါဤဆရာ၏အမိန့်ဟန်ဆောင်ရင်တကောလုံးမိဟုံတောက်လောင်စီကို့မူလာကို့ပြစမ်းဟုပယောဂဆရာမအောက်လန်အောင်အမိန့်ပြန်လိုက်ရာ လူနာ၏ပင်ကိုဟန်အတိုင်း အန်ဆောင်နေသောအောင်လန်းသည်၎င်းပါသာမူလပြန်ကဝင်ခံလေ၏ထိုအခါကျမှလူနာ၏သားဖြစ်သူသည်တိုင်ထားသောဓာအပြန်ချိတ်ကမတိ၍လုံမိပါကြောင်းတောင်းပန်၏အဲဒါကြောင့်ပယောကမကုခင်ကလေးကကြုတ်ကြိုတင်ပြီးတတိပေးထားခဲ့တာဝင်ပူးနေတဲ့အဆွဲကဘာပြောပြောခမားတို့ဝင်မပါပါနဲ့မယုံပါနဲ့ဆိုတာအဲ့ဒါမိစ္ဆာလှဲ့ကွယ်ပြမိစ္ဆာရဲ့မာယာတိုက်ကွယ်ပြတိတ်တိတ်ဆိတ်ဆိတ်နေကြစမ်းများဟုပြောလိုက်ရာပရိသတ်သည်ငြိမ်ကြသွားလေ၏ မိတ်ဆွေကြီးကျုပ်အနေနဲ့လေးရှိလုံးနေတာဘာကြောင့်လဲခမသိပြီလားအခုလိုပြဿနာမျိုးဟာဖြစ်ရင်လည်းဖြစ်မယ်မဖြစ်ရင်လည်းမဖြစ်ဘူးမဖြစ်တဲ့အခါမျိုးမှာကျုပ်ရဲ့ကြိုတင်သတိပေးချက်တွေကအပူအလုံးလိုရှင်းစရာပေါ့ဗျာအခုလိုပြဿနာပေါ်လာတော့ရှင်းရမခက်ပေးဘူးလားပေယောကဆရာတွေအထွေကျုံနေလို့မိစ္ဆာလှဲ့ွက်လူဘူးလှဲ့ွက်မိပြီးထပြေးရတာရုံရော့စကန်းရောက်ဖြေရှင်းရတာတွေဒုနေတယ်နော်ပေယောကဟိတ်ဆိုလိုက်တာနဲ့ ကုဖို့ပဲအာယုံမဆိုင်ပါနဲ့ရိုက်ဖို့လောက်အာယုံမဆိုင်ပါနဲ့မိတ်ဆွေကြီးမလိုလားအပ်တဲ့လူမှုရေးပြဿနာတွေမဖြစ်လာအောင်ကြိုတင်ကာထားရမှာတွေတတိထားပြို့ဟုခတ်တူတူပြောလိုက်ရာအဖို့ဖြစ်လိုက်ပါလာသော မိတ်ဆွေဆရာသည်ညင်၍နားထောင်နေ၏ခုထွက်ဆိုတော်မျိုးကဆရာတယောက်နဲ့တယောက်မတူကြဘူးအနယ်တနယ်နဲ့တနယ်ထတ်တူမကြဘူးဗျကုတုံးတူပေမဲ့ကုွက်ကွာချားတတ်ကြတာကျွန်တော်လက်ခံပါတယ်ဒါပေမဲ့ကျွန်တော်ကုတောင်နေတဲ့လူနာကိုမိတ်ဆွေကိုကုပါလို့မအပ်ရင် မိတ်ဆွေအနေနဲ့ဝေမကုတင်ဘူးအဲ့ဒါစီကံပြကျင့်ဝေပြနောင်ကိုတရီထားပါဗျာဟုတတိပေးလိုက်ရာ မိတ်ဆွေဖြစ်သူသည် အောင်သည်အောင်သက်မျက်နှာကြီးဖြင့်ငြိမ်နေတော်၏အမှန်တိုင်းပြောရရင်ကျုပ်အနေနဲ့ကိုဒီလက်ရောက်ရိုက်နှက်ကုတာခဲ့မှုပါတယ်ဒီနေရာမှာစဉ်းစားတင်တဲ့အချက်ကဈေးပိုင်းအာဏာပိုင်းဖြစ်စေတဲ့ပညာကိုခံယူထားပြီးကမှကိုဒီလက်ရောက်ရိုက်နှက်ပြီးကုတာမှပယောဂပြောက်မှလာမိတ်ဆွေအနေနဲ့ပယောဂကုတာတဲ့နေရာမှာ ရိုက်ပါလို့အာမပေးတယ်လို့မရိုက်ပါနဲ့ဗျာလို့လေမတားမြစ်ပါဘူးအရေးကြီးတာကဂါလန်ဒီတန်ခေတ်ကာလအခြေအနေနဲ့ပတ်ဝန်းကျင်အနေထားကိုမျက်ကွယ်မပြူပါနဲ့ဗျာအခုခေတ်ကပျောကဆရာဆိုရင်မယုံတဲ့သူကခင်များများတစ်ချက်မှားတာနဲ့